တငယ်ချင်းများအားလုံးမင်္ဂလာပါ Food PKK Channel မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတော့ကရင်မြစ်တာလပေါ့လေကျွန်တော်ဒီနေ့လာပြီးတော့ချက်ပြသွားမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ဝတ်တာတုံထားပါတယ်เนาะကိုကတကယ်လို့ပဇွန်တွေခယူးတွေရှိတယ်ဆိုလို့ရှိရင်လည်းတုံးမယ်ဆိုတုံးလို့ရပါတယ်เนาะအရင်ကိုစားလို့ကောင်းတဲ့ကရင်မြစ်တာလပေါ့လေပါเนาะသူ့ထဲမှာကျွန်တော်တို့ဒီမှာစားရဲ့အချုံမုတ်ရဲ့ဆန်းတွင်းလေးရဲ့ပေါ့เนาะဒီမှာအားလုံးထည့်ပြီးတော့ရောပြီးတော့နေပေးပြီးနိုင်ယူပါလားပေါ့เนาะဒီနေရာမှာနှက်ထားပေးလိုက်ပါ ငတ်ထားပြီးပြီးဆိုရင်ဆန်ကိုကျွန်တော်ကဒီနေရာမှာလှော်ပြီးတော့ကျွန်တော်ထောင်းมาဖြစ်ပါတယ်เนาะတကယ်လို့ကိုကနေပြီးတော့ဆန်ကိုမှတ်လော်ပဲねဒီတိုင်းပဲဆန်စိန်ပြီးတော့มาထောင်းမယ်ဆိုလို့ရှိရင်လည်းထောင်းလို့ရပါတယ်เนาะကျွန်တော်ကတော့ဆန်ကိုအရင်လှော်လိုက်ပါတယ်လော်ဝီပြီးဆိုရင်ကျွန်တော်ဒီမှာမြင့်ထည့်ပါမယ်เนาะမြင့်ရတော့ကျွန်တော်ဒီမှာမြင့်အစိမ်းပဲကျွန်တော်တုံထားပါတယ်မြင့်လေးတွေကိုဒီမှာဒီလိုမျိုးအတုံးလေးတွေတုံးပြီးတော့เนาะတိတ်တိတ်လေးပေါ့เนาะခပ်ပပားလေးဒီနေရာမှာလီတာပြီးလိုက်ပါเนาะလီပြီးပြီးဆိုလို့ရှိရင်အများကြီးရပါတယ်เนาะမြင့်အနေငယ်ဆိုလို့ရှိရင်အများကြီးရပါတယ် ပြီးကျွန်တော်ဒီမှာ baby ကုန်းလေးတွေထည့်ပါမယ်နော်။ပြောင်းဘူးအသေးလေးတွေပါနော်။စူပေါ်ရွက်ကိုကျွန်တော်ဒီမှာဓာလေးနဲ့လေးလိုက်ပါတယ်။ပင်စင်ရွက်လေးတွေကိုလည်းဒီမှာခြွေထားပါမယ်နော်။ပင်စင်ရွက်တော့ဒီမှာခက်မြများလေးသုံးပေးပါနော်။အရင်မွေးပါလေနော်။ပင်စင်ရွက်ထည့်ပေးပါနော်။ကျွန်တော်တို့ဒီမှာမြစ်ကိုအရင်ဆုံးပြုတ်ပါမယ်။မြစ်လေးတွေကြတော့နူးသွားတဲ့အထိပေါ့နော်ဒီနေရာမှာပြုတ်ပေးလိုက်ပါ။အဲ့ဒါမှမြစ်လေးကချို့မှာဖြစ်ပါတယ်။စိုက်ပြီးတော့ချက်ဖို့အတွက်ဒီမှာကျွန်တော်တို့ရည်ထည့်ပါမယ်နော်။ရည်ကတော့ခက်မြများလေးဒီမှာထည့်ပေးပါနော်။ ပြီးရင်ကြက်တာမုတ်ဒီမှာထည့်ပါမယ်။ပြီးရင်အချိုမုတ်လေးနဲ့ငယ်ထည့်ပါမယ်။ပြီးရင်စားလေးမှာဒီနေရာမှာအနေငယ်ထည့်ပါမယ်။အားလုံးထည့်ပြီးပြီဆိုရင်တပွက်ဆူတဲ့အထိပေါ့နော်အနေငယ်ပူလာတဲ့အထိဒီနေရာမှာတည်ထားပေးလိုက်ပါပူလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဝက်သားလေးတွေဒီမှာထည့်ပါမယ်ဝက်သားလေးတွေဒီနေရာမှာထည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အစောကထောင်းထားတဲ့ငရုတ်တီးရဲ့ကြက်သွုံဖြူရဲ့ကိုဒီမှာထည့်ပြီးမြင့်မှာတခါတည်းဒီမှာထည့်ပါမယ် မြစ်လေးတွေကြတော့အနှဲငယ်နူးတာကြတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနေရာမှာမြစ်ကိုအချိန်ခက်ကြကြလေးပေါ့နော်ဒီမှာကျွန်တော်တို့ချက်ပါမယ်ပြီးရင်အစောကျွန်တော်တို့ဆန်လော်တောင်းမှာကျွန်တော်ဒီမှာတခါတည်းထည့်ပါမယ်ထည့်ပြီးပြီးဆိုရင်အားလုံးကိုဒီနေရာမှာပပပပဆူသွားတဲ့ဒီမှာနော်ဒီနေရာမှာတဲထားပေးလိုက်ပါတပွက်ဆူလာပြီးဆိုလို့ရှိရင်ကျွန်တော်တို့အစောကလီတာတဲ့ဒီ baby ကွန်လေးတွေကိုဒီမှာထည့်ပေးပါနော်ပြောင်းမှုအသေးလေးတွေကိုဒီမှာထည့်ပေးပါ ထည့်ပေးပြီးပြီဆိုရင်အလုံးနူးသွားတဲ့အထိပဲเนาะအချိန်ခက်ကြကြလေးဝတ်သားလေးတွေနူးသွားတဲ့အထိတင်ရမှာတည်ထားပေးလိုက်ပါเนาะနူးလာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာငပိရေထည့်ပါမယ်ငပိရေကတော့ကျွန်တော်တို့မြန်မာနိုင်ငံကငပိရေဂျိုထည့်မယ်ဆိုလို့ရှိရင်လည်းထည့်လို့ရပါတယ်เนาะငပိရေကတော့အနေငယ်နဲနေတာဖြစ်တဲ့အတွက်ကျွန်တော်တင်ရမှာနှစ်စွန်းကြော်ကြော်သုံးစွန်းလောက်ထည့်လိုက်ပါတယ်ပြီးလို့ရှိရင်အစောကကျွန်တော်တို့အရွက်လေးတွေကိုထည့်ပေးလိုက်ပါเนาะ ထည့်ပေးပြီးပြီဆိုလို့ရှိရင်အားလုံးကိုဒီနေရာမှာရောပြီးတော့မှုေပေးလိုက်ပါเนาะမှုေပေးပြီးပြီဆိုရင်ကိုဒီမှာအပေါ့အငံအရသာမီးပြီးလို့တာထပ်ပြီးတော့ထည့်ပေးလိုက်ပါအရန်ကိုစားလို့ကောင်းတဲ့ကရင်မြစ်တာလဘောချက်လေးပါเนาะကြကြမယ်လို့ကျွန်တော်ထင်ပါတယ်လိုက်ပြီးတော့တငယ်ချင်းတို့ချက်စာကြည့်ကြပါဦးเนาะကျွန်တော်ရဲ့ FPKK Facebook Page မှာဟင်းချက်နီလေးတွေလည်းတင်လာဖြစ်တဲ့အတွက်ဟင်းချက်စားခြင်းတဲ့ငွေချင်းလေးလာရောက်လေ့လာလို့ရပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ Bye bye ။